ခုကတော့ကလပ်ကပဖလားရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေကိုသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လောလမ29ရက်ဒီနေ့ညမြန်မာစံတော်ချိန်ည10:00နာရီခွဲမှာဘရာဇီးထိပ်တီပါမီရက်စ်နဲ့ဗိုတာဖိုကူပွဲစဉ်နဲ့ရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေကိုစဖွင့်မှာဖြစ်ပါတယ်။ဇွန်လ18ရက်တနင်္ဂနွေအခုမနက်9:00နာရီခွဲမှာတော့ဘင်ဖီကာနဲ့ချက်စီကိုကစားရမှာဖြစ်ပါတယ်။ရှုံးထွက်16သင်းအဆင့်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဘရာဇီးထိပ်သီးနှစ်သင်းရဲ့ပွဲစဉ်အကြောင်းကိုအရင်သုံးသပ်ပေးပါမယ်။အုပ်စုပွဲစဉ်တွေအများဆိုရင်ပါမီရက်စ်ကပိုချောင်တဲ့အုပ်စုတွေကိုရောက်ခဲ့တာပါ။ဒန်သူပြိုင်ဘက်လို့တက်မရမဲ့ပေါ်တိုကိုဂိုးမရှိတရေတစင်းနိုင်တဲ့ LR လီကို9-0နဲ့နိုင်ခဲ့ပြီးတော့ Maxi Soares တို့ရဲ့ Inter Miami ကို9-0စပေးရပြီးကမှ9-0တရေကြပြီးပါမီရက်စ်ကရုံးထွက်အဆင့်ရောက်လာတာဖြစ်ပါတယ်။ Inter Miami ဆိုတာကလည်း မက်ဆီဆော်ရက်စ်နဲ့ဘက်စကော့စ်တို့ရှိနေတဲ့အတင်ဖြစ်တယ်ဆိုပေမဲ့လက်ရှိကစားသမားတွေရဲ့အသက်အရွယ်နဲ့အနေအထားတွေအများဆိုရင်ပါမီရက်စ်ထက်တဆင့်နိုင်တယ်လို့ပဲသတ်မှတ်ရမှာပါဟိုတာဖူကတော့ PSG နဲ့ Seattle Sounders ကိုအနိုင်နဲ့ Atletico ကိုတော့ရှုံးခဲ့ပြီးတော့ရှုံးထွက်အဆင့်ကိုရောက်လာတာပါ PSG လို on fire ဖြစ်နေတဲ့ Champion League Champion အသင်းကိုအနိုင်ကစားခဲ့တဲ့ Botafogo ဟာ LR လို့အသင်းကိုပဲနိုင်ပြီးရှုံးထွက်အဆင့်ရောက်လာတဲ့ Palmeiras ထက် အနေအထားတစ်ခုပေါ်ရှိတယ်လို့တော့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒီတော့နောက်ဆုံးတွေ့ခဲ့တဲ့6ချိန်မှာတစ်ချိန်ပဲရှုံးထားတဲ့ဗူတာဖိုကိုကအကြောင်းသိချင်းတွေ့ရပွဲမှာတော့မိနစ်90အတွင်းမရှုံးနိုင်ဘူးလို့ပဲသုံးသပ်ပေးခြင်းပါတယ်။ဘန်ဖီကာနဲ့ချယ်ဆီပွဲစဉ်ကိုဆက်ပြောရမယ်ဆိုရင်တော့ချယ်ဆီကအပ်ပါဟမ်းမှာရှိတယ်ဆိုတာကိုလက်ခံရမယ်ဆိုပေမဲ့ဘန်ဖီကာကတော့အရန်လွယ်တဲ့ပြိုင်ဖက်မျိုးမဟုတ်တာသိချပါတယ်။သူတို့ကိုရှော့တွက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ဘိုင်ယန်မြူးနစ်နဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာသက်သေပြခဲ့ပြီးဖြစ်ပါတယ်။အုပ်စုပွဲစဉ်တွေအနေအထားကိုပြန်ကြည့်ရင်ဘင်ဖီကာကသူ့ထက်သာတဲ့တိုင်ပတ်တွေလိုသတ်မှတ်ရမယ့်ပွဲတွေမှာဘိုင်ယန်မြူးနစ်ကိုအနိုင်ဘိုကာဂျူနီယာကိုတည်ရေကစားခဲ့တာပါ။ချယ်ဆီကတော့ဒန်းသူပြန်ဖက်လို့သတ်မှတ်ရမယ့်ဖလာမင်ဂိုကိုရှုံးခဲ့ပြီးအနေအထားချင်းကွာလွန်းတဲ့တူးနစ်နဲ့ LAFC တို့ကိုပဲအနိုင်ရခဲ့တာပါ။ချဲစီကအတားရတဲ့အရာတွေများတယ်ဆိုတာကိုလက်ခံရမှာဖြစ်ပေမဲ့ဘန်ဖီကာဆိုတာချဲစီအတွက် လက်ရှိအနေအထားတွေအရအရန်လွယ်တဲ့ပြိုင်ဘက်မျိုးမဟုတ်ပါဘူး။ချက်စီနိုင်ခဲ့ရင်တော့မှခက်ခက်ခဲခဲကစားရမှာတေးချသလိုဒီပွဲကတော့ဂိုးတွေအများကြီးမြင်ရမဲ့ပွဲလို့ပဲသုံးသပ်ပေးခဲ့ကြပါတယ်ခင်ဗျာ။ညီကလို့ရောဒီပေါ်မှာဘလို့ထင်ပြပါလဲ။ညီကလို့ထင်မြင်ဥစားချက်တွေကိုလည်းဒီဗီဒီယိုလေးအောက်မှာ comment တွေပေးခဲ့ပါဦး။ဘာမကင်းရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။